မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီနေ့မလ23ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့ပြောင်စုလွတ်တော်ကိုစားပြုကော်မတီက86နှစ်မြောက်ပိုင်းမျိုးသားနေ့အခမ်းအနားကိုတွင်လာပေးပို့တဲ့သတင်း။မြန်မာညီညွတ်ရေးအစိုးရက86နှစ်မြောက် ပိုင်းမျိုးသားနေအတွက်တဝန်လာပေးဖို့ရတဲ့တဲ့ကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကြာဆုံးခြင်း38နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက်ပြောင်စုဝကြီးချုပ်ကတဝန်လာပေးဖို့ရတဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့တမိုးတင်နန်းစင်ပွဲပြုလုပ်တဲ့တဲ့တိုက်ထို့ဘီလင်းလမ်းပိုင်းမှာအကျန်းဖက်စစ်ကောင်စီရင်တန်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခတ်ရာအကျန်းဖက်အရာရှိတအုပ်အပါဝင်၄ဦးသေတဲ့တဲ့မလိုင်မြို့နယ်မှာ လမ်းပေါ်တက်ပြီးပြည်သူတွေကိုလက်နက်ပြပတ်စံတောင်းနေတဲ့အကြမ်းဖက်ရဲနှစ်ဦးကိုဝင်ရောက်တိုက်ခိုက်တဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့င်းကတော့ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီက86နှစ်မြောက်ပိုင်းမျိုးသားနေ့အခမ်းအနားကိုတုံ့လွာပေးပို့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဒီကနေ့ကြာရောက်တဲ့ 86နှစ်မြောက်ပိုင်းမျိုးသားနှင့်အခမ်းအနားကိုတွင်လာပေးပို့လိုက်ပါတယ်။တွင်လာထဲမှာပြောင်စွလွတ်တော်ကိုစားပြုကောမဒီအနေနဲ့ပိုင်းမျိုးတိုင်းရင်းသားများအပါအဝင်အလုံးသောမဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့အတူ စုစည်းညီညွတ်စွာ အတူတကွရက်တီပြီးဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပိုင်းတိုင်းရင်းသားတို့ကဆက်အနာရှင်ခေတ်အဆက်ဆက် Federal Democracy ရရှိရေးကြိုးပမ်းဆောင်ရွက်ရာမှာနီလန်ညို့ညို့ဖြင့်ကြာရအခန်းကဏ္ဍမှပါဝင်လျက် ရွရွချွတ်ချွတ်တိုက်ပွဲဝင်လျက်ရှိတယ်ဆိုတာနဲ့ပိုင်းတိုင်းသားများရဲ့စီးလုံးညီညွတ်မှုနဲ့ရဲစွမ်းတက်တီများကမြန်မာနိုင်ငံဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်ရေးအတွက်အရေးပါသောအထောက်ပံ့အင်အားတစ်ရက်လည်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်နိုင်မှသာပိုင်းတိုင်းသားများအတွက်ဒန်းတူညီများမှုတရားမျှတမှုနဲ့ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်မှုတို့အပြည့်အဝရရှိနိုင်မှာဖြစ်ကြောင်းပိုင်းတိုင်းသားများအနေနဲ့ဆက်အနာရှင်စနစ်နဲ့အတူ ာနာရှင်စနစ်ဟုသမျှတိုက်ဖြတ်ရေးမှာအခြားသောတော်လိုင်းအင်အားစုများအားလုံးတို့နဲ့အချင်းချင်းအပြန်အလှန်နားလည်ယုံကြည်မှုတို့ကိုအခြေတည်ပြီးပုံမပူပေါင်းဆောင်ရွက်သွားမှာဖြစ်တာကိုလည်းအခိုင်အမာယုံကြည်ရလို့ဆိုပါတယ်။ဒါအပြင် KSS ဒီမိုကရေစီတိုက်ပွဲအတွင်းကြာဆုံးခဲ့ကြရသောပိုင်းတိုင်းသာခေါင်းဆောင်ကြီးများနဲ့တကွရဲဘော်အပေါင်းကိုလည်းဥညွတ်အလေးပြုတယ်လို့ CRPH ကတဝန်လောက်မှာဖော်ပြထားပါတယ်။ပိုင်းတိုင်းသာတို့ရဲ့တောက်ပသောခေတ်ကာလကိုရရှိအောင်စွမ်းဆောင်ပေးခဲ့သော သူရိယဆန္နာမင်းငွေဖွာခဲ့တဲ့တပေါင်းလားပြည့်နေအားပိုင်းမျိုးသားနေအဖြစ်သတ်မှတ်ခဲ့ကြကထိုမင်းရဲ့ကျေးဇူးတရားများကိုအောက်မေ့သောအဖြစ်1946ခုနှစ်ကောစာတက်ဂရစ်1330ခုနှစ်တပေါင်းလားပြည့်နေမှအစတင်ပြီးနှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ကြတာလည်းဖြစ်ပါရဲ့ရှင်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အမျိုးသားညီညွတ်ရေးအစိုးရက86နှစ်မြောက်ပိုင်းမျိုးသားနေအတွက်သုံးလပေးဖို့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင် မြို့သားညီညွတ်ရေးအစိုးရကဒီကနေ့ကြာရောက်တဲ့86နှစ်မြောက်ပိုင်းမျိုးသားနေ့အတွက်သုံးဝန်လာပေးပို့လိုက်ပါတယ်။သုံးဝန်လာထဲမှာနေဦးတော်လည်ရဲ့ပုံရီမှန်းချက်ပန်းတိုင်ဖြစ်တဲ့မြို့သားတန်းတူရေးကိုပိုင်ပြချမ်းခွင့်နဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးတို့အတွက်ပိုင်းမျိုးသားခေါင်းဆောင်ကြီးများရဲ့ဥဆောင်မှုနဲ့အတူပိုင်းတိုင်းရင်းသားအင်အားစုများကမြို့သားညီညွတ်ရေးအစိုးရနဲ့အတူတကွလက်တွဲဆောင်ရွက်ပြီးအောင်ပွဲဆင်နိုင်ကြပါစေကြောင်းအလေးမြတ်ဆန္ဒပြုတယ်လို့ဖော်ပြထားပါတယ်။ ထအပြင်နှွေဦးတော်လိုင်းခရီးလမ်းမှာလဲပဟိုင်းတိုင်းရင်းသားများကအခြားမဟာမိတ်တိုင်းရင်းသားလူမျိုးစုများနဲ့အတူလက်တွဲကဆေအနာရှင်စနစ်အပါအဝင်အနာရှင်စနစ်ဟူသမျှအပိတိုင်ခြုံငင်းစီရေးအတွက်ကြာရနေရာမှ ခုခံတွန်းလှန်တိုက်ပွဲဝင်လျက်ရှိရာမြမောက်ခက်သမိုင်းကပေးအပ်လာသောတာဝန်ကိုပြည်သူလူထုနဲ့အတူထမ်းရွက်နေတာကိုလည်းအစဲအမြဲဂုံယူလေးစားတယ်လို့ဖော်ပြထားပါတယ်86နှစ်မြောက်ပိုင်းမျိုးသားနေအခါသမယမှာပိုင်းမျိုးသားကောင်းဆောင်ကြီးများ ပိုင်းရွယ်ဝင်လူမျိုးစုများပြည်တွင်းပြည်ပရှိ ပိုင်းတိုင်းရင်သားပြည်သူလူထုအပေါင်းနဲ့မဟာမိတ်ပိုင်းတိုင်းရင်သားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်များအလုံးဘေးရန်အပေါင်းမှကင်းဝေးကြပါစေကြောင်းလည်းအမျိုးသားညီညွတ်ရေးအစိုးရကဆုတောင်းမေတ္တာပို့သထားပါတယ်ရှင်။ရတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကြာဆုံးခြင်း38နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက် ပြည်အောင်စုဝင်ကြီးချုပ်ကတောင်းလာပေးပို့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကြာဆုံးခြင်း38နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရပြောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကဒီကနေ့ရက်စွဲနဲ့တွင်လာပေးပို့လိုက်ပါတယ်။တွင်လာထဲမှာကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကမြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်းဆရာနာရှင်လက်ပါစေများရဲ့တရားမဲ့တပ်ဖြတ်မှုကြောင့်ကြာဆုံးခဲ့ရတာဒီကနေ့မှာ38နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်ဆိုတာနဲ့ကိုဖုံးမော်ကိုစိုးနိုင်တို့ဤတူ ခေတ်ဆက်ဆက်ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်းဆန္ဒရှင်များရဲ့လူမဆန်စွာဖိနှိပ်ညှဉ်းပန်းတပ်ဖြတ်မှုများကြောင့်ကြာဆုံးသွားခဲ့ကြရတဲ့ရဟန်းရှင်လူပြည်သူအလုံးအတွက်အထူးဝမ်းနည်းရတယ်လို့ဖော်ပြထားပါတယ်။ကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကဲ့သို့သောចောင်းသားလူငယ်မျိုးဆက်များကမြန်မာနိုင်ငံအရေးတမိုင်းတစ်လျှောက်ပြည်သူလူထုအားမျက်နာမှုပြီးကိုကျိုးစော့နှင်နာခံပြီးပြည်သူနဲ့တသားတဲ့ပအဝင်ရက်တီပြီးအကျန်းဖက်စေအိုစုရဲ့အရမဖိနှိပ်ညှဉ်းပန်းတပ်ဖြတ်မှုများကို ရဲဝင့်စွာစန့်ကျင်တော်လှန်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ပြည်သူ့ຫນွေဦးတော်လှန်ရေးမှာလည်းမျိုးဆက်သစ်လူငယ်များနဲ့ရှေ့တန်းမှာရဲဝင့်စွာအသက်သွေးချွေစတဲ့ပေးအပ်ပြီးပါဝင်နေမှုများအပေါ်အလေးနက်အတိမတ်ပြုအပ်ပါကြောင်းနဲ့လူငယ်များပါဝင်မှုကတော်လှန်ရေးအင်အားစုများအတွက်အားတက်ဖွယ်ဖြစ်ပါကြောင်းဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစပြီးယနေ့တိုင်ပြည်သူလူထုအလုံးတွဲကြုံခံစားနေရသောအကြမ်းဖက်ဆဲအုပ်စုရဲ့ဖိနှိပ်ညှဉ်းပန်းမှု အစိုးကျတန်တရာမှအမြန်ဆုံးလွတ်မြောက်နိုင်ရန်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့ Federal Democracy ပြည်အောင်စုအမြန်ဆုံးပေါ်ပေါက်နိုင်ရန်အတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော်လိုင်းအင်အားစု များနဲ့အတူလက်တွဲပြီးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းတဝန်လာမှာဖော်ပြထားပါတယ်ရှင်။ခလာတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့တမိုးတင်နန်းစင်ပွဲပြုလုပ်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့အပတ်စဉ်တက်မှုတင်နန်းစင်ပွဲအခမ်းအနားကိုမြို့သားညီညွတ်ရေးအစိုးရအုပ်ချုပ်ရေးနယ်မြေတနေရာမှာမလ၈ရက်ကပြုလုပ်ခဲ့လို့ပြည်သူ့စေယုံချုပ်ကတင်ကနေထုတ်ပြန်ပါတယ်။တက်မှုတင်နန်းကိုပြည်သူ့စေယုံချုပ်ရဲ့အစီအစဉ်နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးသခိုင်းမကွေမင်္ဂလေးတိုင်းတို့ကတက်မှုလောင်းတင်နန်းသား၁၁၅ဦးတက်ရောက်ခဲ့ပါတယ်။အဲ့ဒီအခမ်းအနားမှာကာကွယ်ရေးဝန်ကြီးဌာန ပြောင်စုဝင်ကြီးဥယီမွန်ကပေးပို့တဲ့တဝန်လာကိုဖက်ချားပြသခဲ့ပါတယ်။ဆက်လက်ပြီးအမတ်တစ်စစ်ဒေတာစစ်ဒေတာမှုက တနန်းစင်ရဲဘော်များကိုအမှားစကားများပြောကြတာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အလံတော်ကိုအလေးပြုသစ္စာဆိုတာနဲ့ရေးကြည့်ပြီးတခြင်းကိုတံပြိုင်တိဆိုကအခမ်းအနားကိုပြဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ခရတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ကြိုက်ထိုးပြီးလင်းလန်းပိုင်းမှာအကျန်းဖက်စစ်ကောင်စီရင်းနှန်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခတ်ရာအကျန်းဖက်အရာရှိတအူအပါအဝင်၄ဦးတေဆုံးတဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။ရန်ကုန်မော်လမြိုင်လမ်းမကြီးပေါ်ကြိုက်ထိုးပြီးလင်းလန်းပိုင်းမှာအကျန်းဖက်စစ်ကောင်စီရင်းနှန်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခတ်ခဲ့ရာအကျန်းဖက်စစ်ကောင်စီကအရာရှိတအူအပါအဝင်၄ဦးတေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသကမလ12ရက်ညမှာထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမလ6ရက်မနက်7:20မိနစ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးရန်ကုန်မော်လမြိုင်လမ်းမကြီးပေါ်ကြိုက်ထိုးဘက်မှဘီလင်းတို့မောင်းနှင်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရင်ငါးစီးပါရင်နှန်းအားဘီလင်းမြို့နယ်အလူလေးကျေးရွာထပ်သားဆက်ရုံအနီးမှာဈာဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကြချိန်တနအီခွဲခန့်ရှိပြီးအကြမ်းဖက်စစ်ကောင်စီတပ်ပတ်မှရရှိတဲ့ဦးအပါဝင်၄ဦးသေဆုံးပြီး၅ဦးထဏ်ရရှိတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တအုပ်မြင့်မြတ်စွာကြာဆုံးခဲ့ရတာနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသကအသိပေးထားပါတယ်။အဆိုပါတိုက်ပွဲကို တောင်ပိုင်းစစ်ဒေသငကားဖြူစစ်ကြောင်း viewer 29တရင်9839နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များပူပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မလိုင်မြို့နယ်မှာလမ်းမတက်ပြီးပြည်သူတွေကိုလက်နက်ပြပတ်စံတောင်းနေတဲ့အကြမ်းဖက်ရဲနှစ်ဦးကိုဝင်ရောက်တိုက်ခိုက်တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းမိထီလာခရိုင်မလိုင်မြို့နယ်မှာလမ်းပေါ်တက်ပြီးပြည်သူတွေကိုလက်နက်ပြပတ်စံတောင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအကြမ်းဖက်ရဲနှစ်ဦးကိုမလ12ရက်မှာပြည်သူ့ကာကွယ်ရေးရဲဘော်တွေကအလင်းငိုက်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့နထိုးကြီး PDF ထံမှသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမနောကန်ရဲစခန်းမှာအကြမ်းဖက်ရဲတွေကမလိုင်မြို့နယ်လက်ဆွေရွာမှာဂိတ်ချကကင်းပုံထားပြီးအကြမ်းဖက်ရဲနှစ်ဦးကလမ်းပေါ်တက်ဆစ်ဆေးပြီးပြည်သူတွေကိုလက်နက်ပြပတ်စံတောင်းနေချိန်မှာအလင်းငိုက်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပြက်ခတ်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်ရဲနှစ်ဦးစလုံးပွဲချင်းပြီးတေဆုံးပြီးကင်ဆောင်တဲ့တနန်းနှစ်လက်တို့ကိုတင်းစီရမိခဲ့တယ်လို့ဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရံအမှတ်လေးတက်ရင်မြင်းကြံခရံအမှတ်30တက်ရင်တို့မှအလင်းငိုက်ဝင်ရောက်ပြက်ခတ်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရဲဘော်တွေအထိကိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်ရှင်ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ဖြတ်ချီးမွမ်းရေး ူတို့ဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ရမပေမြို့နယ်မှာအောင်လံလွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျ။ဆန္ဒပြတော်လန်ပြည်သူတွေကအောင်လံလွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျ။ ဆန္ဒပြဒေါ်လာပြည်သူတွေကအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်း ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့အကြဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်ရဲ့နောက်ပြန်မလှည့်ကြီးတီဒေါ်လာရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့အကြဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဒေါ်လာပြည်သူတွေကနောက်ပြန်မလှည့်ကြီးတီဒေါ်လာရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားတွေကင်ဆောင်ပြီးအကြမ်းဖက်ဆက်တဲ့အကြဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လက်ပတောင်းတောင်ဒေသခံပြည်သူတွေကပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့အစည်းရဲ့ပုံမှန်33ရအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဒီကနေ့မှာဆန္ဒပြချီတက်ခဲ့ကြရပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33 on Myanmar 2025ဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရင်ဟစ်ကြွေးမှုတွေနဲ့ချီတက်ဆန္ဒပြခဲ့ကြတာပါ။ဆန္ဒပြတော်လှန်ပြည်သူတွေကလည်းမြင်မြင်တတ်မှုကြားရတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာဆုံးရင်ဆန္ဒပြတဲ့ဘက်ကိုနှိမ့်စင်ပြုတ်လုံနေကြတာပါ။ ဒါကတော့မလ23ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။